ဘဘိုရိုင်းတောင်ကုန်းမြို့နယ်မှာပြီးခဲ့တဲ့မေလ22ရက်နေ့ကစတင်ပြီးတိုက်ပွဲတွေပြင်းထန်နေကဆက်ကောင်စီတပ်ကလေကြောင်းနဲ့တိုက်ခိုက်တာကြောင့်မြေပြင်ဆက်ကြောင်းကလူနေအိမ်တွေမိရှုဖျက်ဆီးလို့ကေရာကလူနေအိမ်900ကျော်မီးလောင်ဖျက်ဆီးခဲ့ရတယ်လို့ထောင်ချီတဲ့ဒေသခံတွေဘေးလွတ်ရာနေရာကိုထွက်ပြေးနေရတယ်လို့သိရပါတယ်။နှစ်ပတ်တိုက်ပွဲအတွင်းဆက်ကောင်စီတပ်ဘက်ကအထိနာနေရာကြောင့်စပားကျွဲရာကနေ900ကျော်ကိုမိရှုဖျက်ဆီးခဲ့တယ်လို့တောင်ကုန်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။တိုက်ပွဲအတွင်းမှာသူတို့မြေပြင်ဆက်ကြောင်းကအထိနာတယ် ီဘက်ကစနိုက်ပါတွေနဲ့တီးတာဆိုတော့စနိုက်ပါလက်ချက်နဲ့အယောက်20နီမလောက်သေးတယ်။ဒီပြင်မှာချောဖြတ်တက်ခိုက်တာတွေမပါသေးဘူး။အဲဒါကြောင့်သူတို့ဘက်ကအထင်အရလို့တိုက်ပွဲဖြစ်နေတဲ့ဇွဲကြွေရာကိုမိရှုဖြတ်စည်းကြတာ။လူနေရင်3ပုံ4ပုံလောက်မိလောင်ဖြတ်စည်းကုန်တယ် စာတင်ကြောင်းတွေလည်းအရှုတ်ခံလို့ပြစီကုန်တယ်လို့ပြောလာပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ HA တထောင်လေးပါရှိတဲ့အဆိုပါစွားကြေးကြေးရဲကိုမေလ23ရက်မနေ့6နာရီဝန်းကျင်မှာစီးနှင်းဝင်ရောက်လာကြပြီးပြည်သူပိုင်ပြစီဥစ္စာတွေကိုအရမခိုးယူတည်ဆောင်ကလူနေအိမ်တွေကိုမိရှုဖြက်စီသွားကြလို့လူနေ900ကျော်မိလောင်ဖြက်စီခဲ့ရတယ်လို့သိရပါတယ်။မေလ25ရက်နေ့ထိနှစ်ပတ်တိုက်ပွဲတွေပြင်းထန်နေလို့စစ်ကောင်စီဘက်ကကြေးရဲတွင်ဝင်ရောက်တက်ဆွဲဖြက်စီတာအပြင်လေကြောင်းတိုက်ခိုက်မှုတွေလည်းဇက်တိုက်လှောက်ဆောင်နေတယ်လို့ဗဟိုတိုင်းစစ်ရေးတာဝန်ခံကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကလေကြောင်းဖြင့်ကိုယ်တွေအလွန်ကျွံတုံးပြတ်တက်ခိုက်နေရကြောင်းစွားကျဲချေးရအပါဝင် ထောင်ချီခဲ့ဒေသခံတွေဟာဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်